မင်္ဂလာပါခင်ဗျာဆရာကြီးတင့်တယ်ရေးသားတော့ဖြေလျော့ခွေလို့အမည်ရတဲ့လုံခြုံဝတ္ထုကိုအပိုင်း၁၁အနေနဲ့ကျွန်တော်ကိုချူတာမှာဆက်လက်၍ဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာနားဆင်ကြပါဦးခင်ဗျာ အပိုင်၁၁ရဲရဲတွေဆက်လက်နေရှိနေလျက်ကပင်ကိုကိုလေးကြီးမျက်နှာမှာဝင်းကနေပြုံးလာပြီးလည်းရင်တကယ်ကဲနေအလုံးဤပစုံမှုမုံမုတ်ကလေးကိုဒုက္ခပေး၍နေရှာလေ၏ထိပေါက်တယ်လို့ဆက်ရကြီးခြင်း ချမ်းသာပျော်ရွှင်သွားချသည်ဖြင့်အိန္ဒြေကုန်မြမဆဲနိုင်အောင်ဖြစ်နေချသောရှစ်သူအားအလုံးခမားမှာပြုံးပြုံးကလေးတွေ့ဝေ၍အလိုလိုက်နေပြီးမှအမလေးကဲ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 နဲ့သူကတော့ကဲပြီဟုမုံနှဲ့နှဲ့ကလေးပြောလိုက်မိချာရကိုကိုလက်လည်းဆူဆူနေစေပင်ဖြစ်နေသောမျက်တောင်ကြီးများကိုတဝင်းဝင်းခတ်၍အလုံးရင်မေးစေးကိုကန်ကချွန်ချွန်ဆဆကြီးကြည့်ပြီးလည်းရင်မကဲနဲ့ခမားမကဲနဲ့ ဒီမှာလူဖြင့်သိရတော့မယ်ဟိုပြန်၍ပြောလိုက်တဲ့ဖြင့်အလုံးမှာလဲမိကလေးကိုငဲ့ကငဲ့ကဖြင့်ကိုကိုလက်အားမျက်ဆောင်ကလေးရှိ၍ပြုံးလျက်သာကြည့်နေမိလေတော့သည်အေးတွင် ကိုကိုလက်ကရက်ဆက်ပါပြီအလုံးရာ ကိုလက်ဖြင့်လေအလုံးချောင်းနေတာဟာကိုလက်ကိုတကယ်မုန်းလို့ထင်ပြီးကိုလက်အင်မတန်တန်ရှင်းတဲ့မြတ်တာစစ်နဲ့ရှစ်ပါလျက်သားနဲ့မုန်းရလေခြင်းဆိုပြီးရင်ခွက်ပက်လက်ကြီးဖြစ်နေရတာ အခုမှပဲသူ့ဇာတိပေါ်တော့တယ်ဒါကိုမသိခင်တုန်းက ဖြစ်လေကိုလက်ဒီတုံးတက်သားနဲ့ဖြေလဲမရအနှင်းနဲ့ဖြေလဲမရတိလားဖြစ်ရပေါ့ဖြစ်ရပေါ့ဟောဒီကောနမူနာ53ကိုစမ်းပြီးအလျှောက်ခံရတော့အမီလေးနဲ့မောင်ခင်ကျွေဆက်ကိုလာတော့မှပဲရှင်းသွားတာဟိုဦးလိုက်တဲလိုက်ပြောရင်နမူနာအမှတ်53တစ်လွှာကလေးကိုဇပွဲတွင်ရှားထားရ၌အမှတ်မတင်ဆွဲပြီးယူလိုက်လေဤ ။ဆွဲယူရင်းကပင်ကိုကိုလက်မျက်နှာမှာဝင်းကနေလျှက်ရပြတ်တယ်လို့ဖြစ်သွားလေ။အကြောင်းမူကားနမူနာ43ကိုဆွဲယူလိုက်ရတွင်စပွဲကင်းမှာတက်သားလာကလေးတွင်ကပ်၍စပွဲပေါ်မှာကြွကာပါလာသည်ကို တွေ့ရသောကြောင့်ဖြစ်လေ။ကိုကိုလက်သည် မျက်မှောင်တစ်ချက်ကျုံ၍ကြွလာသောစပွဲကင်းကိုလက်နှင့်ဖိ၍တက်သားလာကလေးကိုဆွဲလိုက်ရာအတော်အားဆ၍ဆွဲခွာသည်တွင်မှာ ရှဲကနေမိ၍ကွာသားလေသည်ဖြစ်ရာကိုလည်းဤကြုံထားသောမျက်မှောင်ချီချီတို့မှာဘျုံငနေပြေရော့သွားသည်တမကအလုံးအားရုတ်တရက်တင်းကျက်စွာတိမ့်၍ဖက်လိုက်ပြီးလည်းရင်အောင်မီအလုံးအောင်မီဟုဝန်တာအားရဘလုံးမထွေးကြီးပြောလိုက်လေအလုံးမမူတမင်းနဲ့အတွင်ကိုကိုလည်းပြောင်းလဲနေပုံကိုအကြောင်းသာပြုံး၍ကြည့်နေရမှာအင်းကနေနေအောင်တိမ့်ကျုံ၍အဖက်ခံလိုက်ရသည်ကို ဘာမသိညာမသိနဲ့ခံလိုက်ရပြီနောက်ကိုကိုလက်ဤဝန်တာအာရပြောစကားတို့ကိုနားမလည်အောင်ဖြစ်၍ကြောင်စီစီကလေးကြည့်၍နေချလေ၏ဤတွင်ကိုကိုလက်သည်အလုံးအားဖတ်ထားရမှာနမူနာ43တွင်တုတ်ထားသောကော်တုတ်ထားသောဘက်ကိုအသေးစားကြည့်လိုက်စပွဲကင်းကိုအသေးစားကြည့်လိုက်လှုပ်ပြီးမှဆက်ချင်းဦးရဖာရဖြစ်လာပြန်ကပွပြီအလုံးကိုလက်တို့ပွပြီဘာလဲတိလား ကိုလက်ဖော်တဲ့တစ်သားကော်မှာတခုခုလိုနေတော့မကတ်တာအခုကတ်တဲ့ဓာတ်ကိုတွေ့ပြီအဲ့ဒါဘာလဲသိလားတကြာအလုံးအလုံးကော်ပြီးဖြော်တဲ့တကြာဓာတ်ကိုကိုလက်မတွေးမိဘူးတကြာဟာကာဘိုဟိုက်ဒရိတ်ကာဘိုဟိုက်ဒရိတ်နဲ့အဲဂါလိုင်းနဲ့တွေ့တော့ကက်မီကယ်ရီယက်ရှင်အိုး ဒါတွေပြောတော့အလုံးနားလဲပါမဟုတ်ဘူးမကြီးသေးနဲ့ထုံနဲ့ထညာနဲ့ဆိုပြီးတေးလိုက်ရင်အိုးပေါက်တာဖားလို့ရတယ်ကြောက်ဖြစ်တယ်အဲ့ဒါလိုပဲအလုံးအခုတကယ်ကတ်တဲ့ကော်ရပြီအေးငါနဲ့ဟဲ့တေးပဲတေးလိုက်ပါတော့ရှေ့တော့ငါစန်းနမှုမင်းတိုင်းထဲမှာတမာစီနဲ့ထညာပါတယ်ဘယင်းနေဖျားတဲဖို့အင်းကလေးတရွတ်ကော်လောက်တာပဲ တရားနဲ့ထညက်တပေါင်းစုချင်းတူတယ်နေပြီနေပြီခွေးနဲ့ကကော်ဖီနဲ့နဲ့စပွဲခင်းပေါ်ဖိတ်ကြပြီစပွဲခင်းဆိုးနေတာနဲ့နမူနာ43ကကော်နဲ့တွားတွေ့တော့ချက်ချင်းကတ်တာအဲ့ဒါအလုံးချောင်းသိလားအလုံးကျေးစုပဲကိုလက်တို့တော့ပွားပြီကိုလက်ကိုလက်လုပ်ငန်းအောင်ရင်လေအိုး ကိုလက်ငွေတွေဘယ်ထားရမှန်းတော့သိမှာမဟုတ်ဘူးအလုံးခလေးဘောကြီးလိုအိုယာဖာယာဘလုံးကတွေပြောနေတော့ချစ်သူကိုကိုလက်အာကြည့်ရင်အလုံးခမများမှာပြုံးရမလို့ရည်ရမလို့ကြီးဖြစ်နေရှားပြန်လေဤတို့နေရင်ကတို့နေရင်ကကိုလက်ငွေတွေဘယ်မှာထားရမှန်းတော့သိမှာမဟုတ်ဘူးဟူသောစကားအဆုံးကိုနားထောင်လိုက်မိတင်တွင်မူကအလုံးမှာရင်းနေ၌ဒိန်ကနေပြန်၍စောင့်တက်သွားပြန်လေတော့ဤ ကိုလက်တို့ပို၍ချမ်းသာအောင်တော်မီကိုလက်ဂုံရီတိုးအောင်တော်မီနိုင်ငံတော်အစိုးရနှင့်လူတို့ကရှိကြိုအမွှမ်းတင်တော်မီအတရေတင်အောင်တော်မီဟိုတော်တွေးလုံးများသည်အလုံးကြီးအုံနောက်ထဲသို့အစီရီတလုံးမီတလုံးဆင့်ကဆင့်ကဝင်လာကြသည်တို့ဝင်လာသည်တွင် ကိုလက်သည် အောင်မြင်ခြင်းဂုံချီခြင်းလေကားကြီးကိုတထည်ပြီးတထည့်နေ၍ မြင်းတရက်မြင့်စွာအချိန်ထိုးတက်သွားသည်ကိုအလုံးမြင်အောင်နေမိသည်လက်ဦးကပင်ဂုံလေကားရင်နာရက်နေသော အလုံးနှင့်ဂုံလေကားထဝန္နာရက်နေသောကိုလက်တို့မှခရီးဝေး၍နေခဲ့ကြရာ ယခုကဲ့သို့ကိုကိုလက်ဂုံလေကားထိတ်အရောက်တက်သွားတော်မူကိုတည်မြင်ရသောအခါတွင်မူအလုံးခမရမှာအသေးနေ၍နေ၍သာ လာချာလေတော့သည်ကိုကိုလက်ခမရမှာကအလုံးထံမှာ ရှိပါတယ်ဟူသောစကားကိုလည်းရ။တုံးတသားလုပ်ငန်း၏တော့ချက်ကိုလည်းဖွင့်မိပြီဖြစ်၍ဝမ်းသာသောနှလုံးတွင်ပီတိတွေဖုံးကာပြုံး၍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 ပင်မဆုံးနိုင်တော့သည်ဒါမှကအလုံးအားရုတ်တရက်ပွေ့ပိုက်ထားမိလိုက်သည်။ကဲအလုံးကိုလည်းဆက်ထဲပြန်ဆင်းအောင်မယ်။ကိုညာတွင်ချင်းကော်အစ်စ်ဆမ်းမယ်။ကိုလည်းလုပ်ငန်းအောင်မြင်ပြီဆိုတာတထက်ချတိတဲ့နေ့မှာကိုလည်းလေ မမေကိုပြောပြီးအလုံးနဲ့ဟောတယ်လို့ဟောတယ်လို့စကားရောနှာခေါင်းရော ရောထွေးသွားပြီးနောက်ကိုကိုလက်တီထမင်းစားကမ်းမှကြောင်းစင်း၍ဆရာလွတ်လိုက်သောကြောင်းသားကလေးပါမှာပေါ်ပါချွင်ပြစွာဖြင့်ထွက်သွားလေ၏အလုံးခမရပါကကိုကိုလက်အားနောက်မှကြည့်ရင်တွေ့တွေ့ကလေးကြံ့ရည်ရာချာမှမျက်နှာကလေးညိုမိုင်းလာကခေါင်းကဆိုင်နေဖြစ်နေရှာလေတော့သည် အလုံးသည် စက္ကနဲခေါင်းမော်လိုက်ချာ၏မျက်နှာတစ်ခုလုံးမှာက မျက်ရည်များချွဲလျက်ရရှိ၏နှုတ်ခမ်းများမှာတင်းကျက်စွာဆေးထား၏မျက်လုံးကလေးပြူး၍နေ၏ဆေးထားသောနှုတ်ခမ်းသားများသည်လှုပ်လှုပ်ရွရွဖြစ်လာကြ၏နောက်ပွင့်ဟလာကြ၏နောက်စက္ကလုံးများ ထုံထုံဆွန်းဆွန်းနှင့်လုံ၍ထွက်လာကြလေတော့သည်ကိုယ်လက်ကို အလုံးရှိပေမဲ့ကိုလက်နဲ့အလုံးအခုကဆပြီ ရှေ့မှာအရင်ကထက် ပိုးပြီးတော့ဂုံတရေချင်းအစင်အတန်ကွာခြင်းမလားကွာတဲ့က်ကွာကြတော့မယ်ကိုလက်ရဲ့ကိုလက်အလုံးကိုမရှိပါနဲ့အနှင်းနဲ့သာယူလိုက်ပါတော့ကိုလက်ကိုလက်နဲ့အလုံးနဲ့မတန်ပါဘူးကိုလက်ရာကိုလက်ကုံကို အလုံးအညုံမချိုးရပါဘူးကိုလက်ရဲ့အလုံးအတက်နဲ့ထပ်တူရှိရတဲ့ကိုလက်ရဲ့ဂုံအညုံကို အလုံးမချိုးရပါဘူး ိမ်ရှိတကားကြီးကြီးလက်လက်ခေါင်းလောင်းကိုခက်ကြမ်းကြမ်းလှဲ့၍တစုံတယောက်ကခေါ်၍နေသည်ကိုကြားသည့်တွင်မှအိမ်မက်မက်ရင်တတို့တို့ရောင်ရမ်းကပြောဆိုနေသလိုမရှိတင်ကလှိုင်းလဲစွာတယောက်တည်းရေရွတ်နေချာမိသူအလုံးမှာတတိပြန်လဲ၍လာပြီးလည်းရင်တကမာကြီးစီတို့မြေရည်သားများကိုအင်းညစ်လက်မောင်းနှင့်တို့ပုတ်ပြည့်ရင်ကြပြကတိသွား၍တကမာကြီးကိုဖွင့်လိုက်ရချာလေ။ဟေးအလုံးမလားမေမေအိပ်ပလား ဟူသောအတန်နှင့်အတူဝင်လာသူများမှာမိမိလေးနှင့်ကိုခင်ကျွေတို့ဖြစ်နေသည်ကိုတွေ့ရလေရာအလုံးမှာမင်္ဂလာဥညဖြစ်ပါလျက်နှင့်အချိန်မတော်မှရောက်လာကြသောဇနီးမောင်နှင့်အသက်ဆက်ဆက်ဇုံတွဲကိုကြည်ကာအာကြီးတင့်၍နေလေ၏မိမိအိပ်ပလာအလုံးမိမိလေးမေးရမမဆုံးသေးမီဘာဖြစ်လာတယ်လဲသမီးဟူသောဖြေတန်နှင့်အိမ်ပေါ်ထဲမှဆင်းလာသောဒေါ်သိန်းတွေကိုတွေ့ရသောကြောင့် အလုံးမှာကြီးကြီးကြောင်ကြီးနှင့်ဖြစ်ခါဒေါ်သိန်းနဲ့ကတ်လာတွင် ကိုကိုအตาနောက်သို့ရွ့၍နေလိုက်ရရှာလေ။အော်မင်းမင်းမအိတ်ဒီဘက်ကိုအိတ်တော့မလို့ပဲတမီးရဲ့လက်လက်ခေါင်းလောင်းအလှဲ့ကျန်းလုံးလို့ဘဲကလဲလို့မင်းမင်းစင်းလာကြည့်တာ။ဘာကိစ္စအရေးကြီးလားပြန်လဲတမီး။အီတွင်မိမိလေးလဲကိုခင်ကျွေအားတစ်ချက်လှမ်း၍ကြည့်လိုက်ရာကိုခင်ကျွေကဝင်၍ကိစ္စကတော့တခြားမဟုတ်ပါဘူး။ ကျွန်တော်ဖော်ပါတော်တော်လေးနေမကောင်းဖြစ်နေတဲ့အကြောင်းဒီကနေ့ရန်ကုန်ကလူလွတ်ပြီးစပို့လို့ဖေဖေကနတ်ပြမနတ်အစောကြီးယထားနဲ့ရန်ကုန်ကိုပြန်ဖို့ချက်ချင်းစီစဉ်လိုက်ပါတယ်ကျွန်တော်လည်းပြန်လိုက်ဖို့တာဝန်ရှိနေတာမို့အမိလေးကိုပါဖဖွားနဲ့တွေ့ရအောင်ခေါ်သွားမလို့အဲ့ဒါနတ်ပြမလာပြောရင်အချိန်မရှိတာနဲ့အခုကြာတွင်ကျင်ပဲလာပြီးတော့ပြောတာပါဟိုပြောလိုက်တဲ့ဖြင့်ဒေါ်သိန်းနဲ့မှာအော်ဟိုတခွန်းနဲ့သာဆိုလိုက်ပြီးနောက် စကားဆက်၍မပြောနိုင်ပဲတွေ့တွေ့ဝေဝေကြီးဖြစ်သွားလေတို့တွေ့တွေ့ကြီးဖြစ်သွားရခြင်းမှာကတာကြီးဆုံးကိုကိုကြီးအားမန္တလေးသူခင်းနုနုနှင့်လက်ဆက်ပေးပြီးတွင် ကိုကိုကြီးမှာဆက်ကိုပင်ပြည့်၍မန္တလေးတို့သာ လာ၍နေရသည်ကများ၍နေ၏ယခုတဖန်မတက်တာ၍မိမိနေရာအိမ်တော်ရှာပေးရတွင်လည်းမင်္ဂလာဆောင်ပြီးနောက်တရက်အတွင်းတွင်ရန်ကုန်သို့ထက်ပြစ်လိုက်ရတော်မူဖြစ်နေလျာဒေါ်သိန်းတွင်မှတမိထွေးကလေးအား ရုတ်တရက်ခွဲရန်ခတ်၍သွားခြင်းဖြစ်လေ၏ထို့ကြောင့်မျက်နာမတာနာပဲရှိရာကနှုတ်အမီလေးကခဏနေခဲ့ပါအောင်လားကွယ်မောင်ခင်ကြီးကနောက်တစ်ခေါက်လာပြီးခေါ်လိုက်မှာပေါ့ဟိုခတ်ဟန့်ဟန့်စကားရိပ်ပေးလိုက်ဒီနိုင်မိမိလေးမှာချက်ချင်းနှုတ်ခမ်းဆုစေအောင်ဖြစ်သွားတာကဟင်ဟင်အမီလေးကိုကိုနဲ့ခွဲပြီးမနေရင်နိုင်ပါဘူးပြီးတော့လေရန်ကုန်ဖွားဖွားက အမိလေးကိုတွေ့ကျင်မြင်ရင်တည်းပြီးတော့လေအမိလေးရန်ကုန်သွားကျင်နေရန်ကုန်ကတိတ်ပြောစရာကောင်းတာဟောဒီပြည်မျိုးက၆ကက်ကက်ကြီးနေအမိလေးရန်ကုန်မှာ၃လောက်လောက်သွားပြီးနေမှ မမေတို့စီပြန်လာကျင်နေဟိုခက်ဆောင်ဆောင်ပြောလိုက်တဲ့ဖြင့်ဒေါ်သိန်းတွေမှာကလေးစိတ်မပြောင်းသေးတော့တမီးကလေးအားခွဲရမိကလည်းခက်ညာသာနေမရမို့ထဲလိုက်ရမိတိုင်အောင် မလိမ်မိုးမလိမ်မာကလေးမှာရောက်ကမှရောင်းမများဤအလဲကောင်းတွင် မိဘအိမ်တွင်နေခြင်းကလို ခလေးဆိုးကြီးလုံနေပါကခတ်ချေအုံးမီကိုဆိုးမီတော့ကြောင့်စကားပြမပေးနိုင်မဲအကြက်ရိုက်ကတပြင်းကိုသာ တွင်တွင်ရှားလိုက်မိရှာလေဤတို့တပြင်းရှားလိုက်တဲ့နေ့တပြိုင်နဲ့အလုံးလဲအမီလေးနဲ့လိုက်ပြီးနေပြရစီလားမမေကြီးရဲ့ဟိုကတုံးကရင်ပြောလိုက်ချာတော့အတန်ဒီဆက်၍ပေါ်လာပြန်ရာ အလုံးမင်အံဩစွာအလုံးအားဝိုင်း၍ကြည်လိုက်မိကြလေ၏အံဩတဲ့အံဩမိသည်မှာက အလုံးမှာဗဇက်ကပြုံးပြရောင်နေစေကမူမျက်လုံးဝန်းကြီးများတွင်မျက်ရည်တွေဝိုင်းဝိုင်းလည်၍ရှာနေစီကိုမြင်ကြရခြင်းပင်ဖြစ်၏မိမိလေးလည်းအလုံးအားအံဩစွာကြည်ရာကဟင်အလုံးကလည်းဘာဖြစ်လို့ငိုရတာလဲဟုမေးလိုက်မိရာအလုံးခမများမှာမျက်ရည်စာများကိုတင်းရင်အတင်းပြုံးရသောအပြုံးဖြင့် အမေလေးရန်ကုန်သွားတော့မယ်ဆိုတော့အလုံးမခွဲနိုင်လို့ဝမ်းနေလို့ပါအမေလေးရေဟိုရှင်းနဲ့တုံဟိုက်တော့အတန်ဖြင့်ပြောလိုက်သည်နိုင်ခလေးဆန်လာတော့မိမိလေးလေအလုံးအားခါးကိုအတင်းပြေးဖက်ရာကဒေါ်သိန်းနဲ့အားပြန်လှည့်ကြည့်ရင်မိမိအလုံးကိုပါထည့်လိုက်နော်အမေလေးနဲ့ထည့်လိုက်နော်ဟုတ်ပါရဲ့မိမိရဲ့အလုံးမရှိရင်အမေလေးမှာဘယ်ဖြစ်မလဲနော် နော်မေမေဟိုပြောလိုက်လေဒေါ်သိန်းတွေလည်းကိုကိုလက်အားချောင်းဖဲလို့၍အလုံးကပြန်ဝင်တောင်းထားသည်ကို ထောက်ထား၍လကောင်းအလုံးပါသွားလျင်မိမိလေးအားတစိမ်းများလည်း၌ပြောမဆိုမမရှိအောင် အလုံးကပင်စောင့်ရှောက်တုံတင်နိုင်မည်ဖြစ်သည်ကလည်းတကြောင်ကိုဝဲမကိုမသိမ့်တတ်သေးသောမိမိလေးအဖို့၌အလုံးပါမသာ လူစိမ်းများနှင့် အတူနေသည်တွင်ရှောမောပြပြမည်ကလည်းတကြောင် စသည့်အကြောင်းအရာများကြောင့်အလုံးအားကျင်နာစွာကြည်နေမိရာကအေးလေအလုံးလိုက်သွားခြင်းနဲ့ဆိုရင်လေလိုက်သွားတာပေါ့ဟိုပြောလိုက်လေဤတွင်မိမိလေးမှာခုံဆွခုံဆွနေဝမ်းသာအားရကြီးဖြစ်သွားတော့ကခေါ်တာပဲခေါ်တာပဲအလုံးပိုင်းတိတ်ပြော်မှာပဲကွဟိုပြောရကဟင်အလုံးကလည်းငိုနေပြပါပြီခတ်လိုက်တာဟိုပြောလိုက်လေဤ မိမိလေးပြောသည့်အတိုင်းပင်အလုံးမှာမျက်ရည်တွေတွေ့တွေ့ရိုးစီးလျက်ရဲ့ခြိုက်ကြီးတငင်ဖြစ်နေရှာလေတော့သည်ဘာဖြစ်တာလဲဟင်အလုံးရန်ကုန်ကိုမလိုက်ချင်လို့လားဟုမိမိလေးသည်ဘာမှမသိချာသည့်အလျောက်ထင်ရသို့ဆို၍မေးလိုက်သည်တွင်မှာအလုံးမှာချားငင်နေရကဇိုပြုံး၍ပြလိုက်ရချာတော့လျက်မမမဟုတ်ပါဘူးကွယ်လာလာလာရမယ်ဆိုလို့အဲ အလုံးဝမ်းသာလုံးလို့ပါဟိုထစ်ထစ်အေအေကြီးစူးစားပြီးပြောလိုက်ရပြန်လေဤတွင်မိမိလေးမှာပြုံးကရေကာဖြစ်လာပြီလည်းယင် အမလေးသူ့မှာဖြင့်ဝမ်းနဲ့လဲငိုဝမ်းသာလဲငိုနဲ့အလွမ်းမင်းသမီးကြီးကြာနေတာပဲကဲအလုံးအဝေးစားကလေးတွေတွားอยู่ရှိကိုညာငကလိန်တန်းအိမ်ကိုလိုက်ပြီးအိတ်မနက်အစောကြီးတွားရမှာဟိုပြောလိုက်လေဤ ဖေဖေတို့ကလည်းနှုတ်ဆက်ချင်သေးတဲ့အမိလေးရဲ့အိုးမနဲ့ကြတော့ကိုကိုကဂျက်ကားနဲ့လိုက်ဖို့ပြေးလိုက်မှာပေါ့သူ့အဝယ်စားများကိုယူရန် လေကားကြီးအတိုင်းတက်သွားချတော့အလုံးခမရအာဒေါ်သိန်းနဲ့ဒီရီဝေသောမျိုးလုံးများဖြင့်မျှော်ကြည့်ရင်းကကဲအမိလေးတို့အဲခန်းကစောင့်ကြအလုံးကိုမေမေကြည့်ပြီးပြောလိုက်အောင်မယ်ဟုတ်ပြောပြောဆိုဆိုအိမ်ပေါ်တက်သူတက်၍လိုက်သွားလေခွဲရတော့မြည် ရှစ်လို့တဲ့ဖြင့်ရှစ်လျက်နဲ့ပင်ခွဲရတော့မည်ဟုသောအတိတည်းသူပစ္စည်းကလေးများကိုတင်ဆဲနေရသောအလုံးဤနှလုံးသွေးတို့ကိုပေါ်ပွားစုများပြောင်းဆန်နေလေတော့သည်ထို့ကြောင့်မင်းကြိတ်ကြိတ်ကလေးခြိုက်ငင်ကငိုချရင်တရေတိတကလေးအတွင်သို့သူပစ္စည်းကလေးများထဲ့ရှာနေသူအလုံးမှာအခန်းဝမှရက်၍တစိတစောင်းအပေးခတ်နေချသူဒေါ်သိန်းနှဲ့အားတတိမထားမိနိုင်အောင် ဖြစ်နေလေသည်ခွဲရတော့မယ်ကိုလက်ရဲ့ အလုံးရှစ်လျက်နဲ့ခွဲရတော့မယ်အလုံးအသေးတွေခွဲပြီးကိုလက်ရေကိုလက်ကိုရှစ်လုံးလျက်သားနဲ့ကိုလက်ဂုံချီအောင်ပြေးရတော့မှာမို့အလုံးအသေးနာလာတဲ့ကိုလက်ရေရင်တော်အောင်လုံးပွေထတော်မိပမာတလိုက်လိုက်ဖြစ်နေချာသူအလုံးဤဆွေမြနာကြီးသောနှလုံးတက်ဖို့တို့ဗလောင်ဆန်နေသောလှိုင်းကြရအများကြီးအတန်ဤ ကျိမ့်ရတာချိုင်းဝန်ချတဲ့ဖြင့်မထင်မရှားမြတာကြားရတော့ဖိုလိုက်ငင်ချိုက်တော့အတန်များနဲ့အတူထွက်ပေါ်၍လာလေရကဒေါ်သိန်းရဲ့ကိုတိုင်းပင်မျက်ရည်တဆန်းဆန်းဖြစ်လျက်ခေါင်းကိုလေးစည်းစွာရမ်း၍အตาရာအခန်းဝမှစုတ်ခွာသွားမိရှာလေ၏အလုံးခဏအတန်ကြာ၍လက်ဆွဲတက်တာကလေးကိုဆွဲကအခန်းထဲမှ ထွက်လာသူ အလုံးသည် ခေါ်တန်ကြားရသူကြည့်လိုက်ရာ ြင်နာစွာခေါ်လိုက်ချသူဒေါ်သိန်းနှင့်ဖြစ်နေသည်ကိုတွေ့ရသဖြင့်အနည်းသို့ကတ်သွားရလေ၏။ငါသမီးကြီးကျေးဇူးတွေဟာဒီတအိမ်လုံးကြီးအပေါ်မှာကြီးလာပါပြီတဲ့ကွယ်။ယော့ယော့ဟောဒီအမီလေးနဲ့မတော်တို့တင်ထားရတဲ့စိန်ကလေးပါရင်မုန်းကလေးကိုဝတ်သွားပြီးတော့လမ်းမှာမိုးအေးလိုက်မယ်။ပြီးတော့ရန်ကုန်ကလည်းမိုးသိပ်များပါပြီတဲ့နဲ့ဟုတ်ဂယုဏကြီးစွာဖြင့်ပြော၍မရှင်သွေးအောင်စိန်ကလေးပါရင်မုန်းအင်းကြီးကို အသင်ကိုင်ကပြောလိုက်ဒီကိုတွေ့ရသည်၌အလုံးခမားမှာမျက်လုံးများပြင်ဝိုင်းဝိုင်းလည်၍နေလေတော့သည်စိန်ကလေးပါအင်းကြီးတွင်မိုးကုတ်ကြောက်နေကြဲသေးငါးလုံးကိုအသင်တတ်ထားသည်ကိုမြင်ရသည်နိုင်မူကအလုံးမှာပါဇက်အဟောင်းသားပွင့်၍တွားရချာပြန်လေ၏ကဲဝိတ်ငါသမီးကြီးနဲ့တော့အတော်ပဲနေလိုက်မယ်အေးအကပဲကဲအိုးအမေကြီးကြဲသေးတက်ပြီမယ်နေနေ အင်းအမိလေးကိုတော့ငါသမီးကြီးလက်ထဲကိုပဲအပ်လိုက်ပြရသေးကွယ်နော် ဟုတ်ပြီလားအမိကြီးစိတ်ချပြရသေးကွယ်ဒင်းကလေးကဘာမှမသိတတ်သေးတဲ့ဟာကလေးမို့မေမေကြီးအလုံးကို အားကိုးပါတယ်ကွယ်ကိုတိုင်းအင်းကြီးကိုဝတ်ပေးရင်ကျင်နာသွားပြောချနေသူဒေါ်သိန်းနဲ့အာအလုံးဒီမျက်ရည်တွေတွေ့တွေ့ကြကားကတော့အရှာလေတော့သည်ပြီးမှဒေါ်သိန်းနဲ့ဤနောက်မှာလေကားကိုဆင်း၍လိုက်ခဲရရှာဤ ကဲအလောသွားစို့မေမေသွားတော့မယ်နော်ကိုခင်ကျွင်းနဲ့လက်တွဲမဖြုတ်ရှင်ပဲမိခင်ကိုမျှကတော့ရမှန်းမသိနိုင်ဖြစ်နေတော့တမီးငယ်ကိုကြည့်ကဒေါ်သိန်းနဲ့မှာခေါင်းညံ့ယုံမြသာပြုနိုင်လေတော့သည်ပြီးမှကဲအလောသွားပြီတော့တမီးသွားပြီတော့စာရေးနော်အဲတမီးတူကလေးတွေအတွက်လည်းဘာမှမပူနဲ့မေမေကြီးတလကို90ထောက်ထားလိုက်မယ်ဟုတ်ပြီလား ဟုတ်ပြော၍အလုံးအားခွင့်ပေးလိုက်ရာအလုံးလည်းဟုတ်ဟုတ်ကဲ့ဟိုမိုးတံပါကလေးနဲ့ပြောရင်အိမ်ကြီးရှင်တို့စီးစိန်နဲ့စီကန်းနဲ့အညီနောက်ဖေးပေါင်းမှထွက်ရန်ထမင်းစားကန်ဘက်သို့ရှေးဦးလှဲ့လိုက်ရှာလေ။အိုးတမီးတွားလေအိမ်ကြီးတကားမကြီးရနေခင်မောင်ကြီးတို့ကာဆင်ဝင်အောင်မှာထွက်ပါအိမ်ကြီးတကားကြီးကပဲထွက်ပါတမီးရဲ့မျက်ရည်တွေတွေဖြင့် တွေ့၍ရန်နေမိချာရာမှခေါင်းကလေးငုံချိုးနေကုတ်ကုတ်ကလေးအိမ်ရှိတကားမကြီးမှဘဝတဝန်ထွက်ချသူကလေးအားဒေါ်သိန်းနဲ့မှမျက်ရည်တစိမ့်စိမ့်နှင့်ကြည့်နေလိုက်မိလေတော့သည်နဝင်းဆက်ပြည်မျိုးကိုလက်အသေးကို ခွဲပြည့်ရတဲ့အလုံးရက်ဆက်နိုင်ပါပြီရဲ့အလုံးရဲ့ရက်ဆက်ပါပြီကိုလက်ကိုအလုံးဘာဖြစ်လို့ဒီလောက်တဲချင်းမဲချင်းနှိမ့်ဆက်ရနိုင်တာလဲကွယ် ပြောကြမအောင် အလုံးရင်ကိုလက်တိအောင် ပြောကြမအောင်ကိုလက်တုံးတတာကော်ဖော်တာဟာနမူနာ45မှာအောင်လို့မိုးထိန်ထိန်လင်းနေတော့ဝမ်းသာအားရပြောရအောင် တောင်ပေါ်အိမ်ကိုလည်းပြန်ခဲ့ရောကိုလက်ရင်ကိုစီးပြီးဓာတ်နဲ့ခွဲလိုက်တယ်လို့အလုံးအမိသေးတို့နဲ့ရန်ကုန်ကိုလိုက်သွားပြီဆိုတဲ့အကြောင်းတရင်ဆိုးကြီးကိုကြားသိရတော့တယ်။နဝင်းဆက်ပြည်မျိုး ကိုလက်အသေးကိုခွဲပြစ်ရတဲ့အလုံးကိုလက်ရံကုန်ကိုလိုက်တော့မယ်ကြံတာများလာပြီကိုလက်ယူးလူပါပြီအလုံးရင်ကိုလက်ယူးလူပြီဒါပေမဲ့လိုက်လာပြန်ရင်လည်းတစိမ့်တွေရဲ့အလဲမှာကိုလက်ကိုကိုကိုလက်မထိနိုင်အောင်ဖြည့်ရလိုက်မယ်ကွယ်ဒါကအရေးမကြီးပါဘူးဖေဖေကကိုလက်ရဲ့တုံးတက်တာလုပ်ငန်းကိုဆက်ချင်းစားရမယ်ဆိုပြီးငွေတွေထုတ်ပြီးလိုတဲ့ဓာတ်ဆေးတွေဝယ်နိုင်ငံကျက်တည်ရေးဆောင် ဗမာအသားကောင်းလှုပ်ပြလိုက်ဆမ်းပါဆိုပြီးတိတ်ခုံယူနေတယ်လေကိုလည်းလေအခုသုံးတက်တာပြီးစလဲအိမ်ပုံစံတွေထုတ်ပြီးလုပ်ငန်းစနေရတာမို့အလောက်ကလည်းချင်းချင်းလေအလုံးရက်ဆက်ပုံကိုယူကျုံးမရကြီးနဲ့မို့အယူမီဝိုင်ဖြစ်နေပြီအလုံးကိုလည်းတည်လို့နေပါပြီကွယ်နဝင်းဆက်ပြည်မျိုးကိုလည်းအတဲကို ခွဲပြည့်ရက်ခဲတဲ့အလုံးဒီစာပါနဲ့ဆိုရင် စာအဆောင်20ဆောင်ရှိပါပြီ။ဒါဖြစ်လို့စာကလေးတစ်ဆောင်မှမပြန်ပဲနေရနိုင်တာလဲအလုံးရဲ့ဟမ်ကိုလက်ကိုမညာတော့ဘူးလားမတဏှာတော့ဘူးလားကိုလက်အပေါ်မှာရက်ဆက်နေခြင်းအလုံးရဲ့ခုတလောနိုင်ငံရေးပါတီတွေလှုပ်လှုပ်ရွရွနေမှုဆက်အလုံးသမားတွေကလည်းကိုကိုလက်တို့ကိုဒနာရှင်လို့နာမည်တက်ပြီးမကြေမချမ်းပွားစီပွားစီတွေလှုပ်တာကတမျိုးအလုံးအတွက်နဲ့ ကိုလည်းရင်ကွဲပက်လက်ဖြစ်နေရတာကတဖုံ။အိုးဒီလိုသာကြာကြာနေရရင်ကိုလည်းအုံနောက်ပျက်စီးအယူဘဝနဲ့ဘဝဆုံးရလိမ့်မယ်အလုံးရဲ့။ညတာပါအောင်အလုံး။အတက်လောက်ရှိတယ်ဆိုဟမ်။ဒီငလက်ကြီးကိုအလုံးမတန်ထားတော့ဘူးလား။နဝင်းဆက်ပြည်မျိုးကိုလည်းအတဲကိုခွဲပစ်ခဲ့တဲ့အလုံး။အလုံးသမားတွေကလည်းကဲတဲ့ကဲလာကြပြီ။ ကိုလည်းအတန်းနှလုံးတွေလည်းအလုံးအတွက်တနေ့တစ်တနေ့ဆွေးမြေ့ကုန်ပါပြီအလုံသမားတွေကလည်းတပိတ်မောက်မဲ့တကယ်ကဲနဲ့ဆက်ကြီးကိုပိတ်ထားရရင်ကန်ထရိုက်တွေလက်ခံထားတာတွေကိုရော်ကြီးအကြီးအကျယ်ပေးရတော့မယ်ဆက်ကြီးပါဒုက္ခရောက်တော့မယ်ဆက်ကြီးဒုက္ခရောက်ရင်ကိုလည်းတို့မိသားတစုလုံးဦးအသေးကိုထုတ်ယူလိုက်တာနဲ့တူတော့မယ်ဒါတွေကြောင့်ကိုလည်းရန်ကုန်မလာနိုင်တာလုံးမဟုတ်ရင်ဆွတ်လာခဲ့ပြီး အလုံးကိုခေါ်မှာစက်ကြီးရဲ့တန်ရောစင်ကလည်းကြီး အလုံးတန်ရောစင်မိကလည်းလောင်။ဟိုးအလုံးလေးပြင်းမြင်လာကြမှာအောင်ကွယ်။နဝင်းဆက်ပြည်မျိုးအလုံးစားတွေရေးပေါင်းများလာပြီကွယ်။တစားအောင်မှလည်းမပြတ်ဘူး။နေရက်နိုင်ပါပြီအချက်ရဲ့။အလုံးအလုံးကိုယ်လည်းအတတ်နဲ့ခန္ဓာကိုယ်နဲ့တဲတဲကလေးဖြစ်ဖြစ် တွဲပြီးနေနိုင်ုံကလေး ကိုလည်းမသေးုံတမဲကလေးလောက်တဲပြီးခန်းနေနိုင်ုံကလေးဖြစ်ဖြစ်ကိုလည်းမျောလင့်เสียရတွေ့တာเสียရမျောကိုးเสียရစားကလေးတစ်ချောင်းလောက်ပဲဖြစ်ဖြစ်စားကလေးတစ်လုံးတည်းပဲဖြစ်ဖြစ်ရေးလိုက်ဆမ်းပါတော့လားအလုံးရဲ့ကိုလည်းကိုချိတ်ရင်တနာရင်ကိုလည်းအသက်ရှင်နေနိုင်ုံကလေးလောက်အရေးအရေးကလေးလောက်ပဲမျောလင့်ချက်ကလေးပေးပြီးတနာညာတာပါအောင်လားအလုံးရဲ့ ကိုကိုလည်းရေးလိုက်ချာတော့စာများမှာတနေ့လည်းရင်တစောင်းမကတခါတရံတွင်တနေ့လည်းနှစောင်းပူးများပင်ရောက်ရလာကြသည်စာလာတိုင်းစာလာတိုင်းအလုံးခမရတွင်တခါတခါငရဲဥတို့အရှင်လက်လက်ကြီးဆင်းရတယ်လို့ရင်ထုမနာဖြစ်ရချာသည်တို့ပါတော့လေမျက်ရည်များကိုတွန်းလောင်း၍အသေးကွဲအံ့တကဲ့သို့တန့်ငင်ဖိုလာရှိုက်ငုံယုံမှတပါကိုလက်ကိုအလုံးရှိတယ် အလုံလိုအောက်တန်းသားကိုယူပြီးကိုလက်ဂုံနှိမ့်သွားမှာကို အလုံဘယ်နည်းနဲ့မှတဲငင်းမခံနိုင်ဘူးကိုလက်ရဲ့ကိုလက်ကြရင်အလုံကိုမေးသွားပါလိမ့်မယ်ကြာရင်တွေးအေးသွားပါလိမ့်မယ်မရှိရဖူးကိုရဲ့ကိုလက်ရဲ့မရှိရဖူးဟုတော့ရှစ်တုံကုံကို မထိခိုက်စေလိုသော စိတ်ဖြင့်သာဇောအားတင်း၍စာမပြန်ပဲနေခဲ့မိသည် နောက်ဆုံးရရှိသောစာတွင်မူကားကိုလက်ကိုချက်ရင် တဏှာရင်ကိုလည်းအသက်ရှင်နေနိုင်ရုံကလေးလောက်အရေးအခြေကလေးလောက်ပဲဖြစ်ဖြစ်မျောလင်းချက်ကလေးပေးပြီးတဏှာညှတာပါအောင်အလုံးရဲ့ဟူသောမရှိမဆက်ရေးလိုက်ပုံရချတော့ကြောင့်ရုတ်တရက်တွင်ကလောင်ကိုကင်ကကိုလည်းကိုလည်းအလုံးလေးကိုလည်းကိုတကယ်ပဲရှိပါတယ်ကွယ်အလုံးလေးကိုလည်းစီကိုဟူသည့်အထိ ရေးချလိုက်ပြီးမှ စာရေးစက္ကူပေါ်တို့သာမျက်ရည်ပေါက်ကြီးများတပေါက်ပေါက်ကြားခြင်းလည်းရဲ့ပြန်ခဲ့ပါတော့မယ်။ဟူသောစက်လုံးကလေး၅လုံးကိုဆက်၍မရေးနိုင်တော့သည်တာမကတချို့ချို့မိသွားသောစာရေးစက္ကူကိုလုံးထွေးညှစ်ချေဖြက်စီးပစ်လိုက်သည့်အတန်ဒီစင်ကစင်ကမရှိတည်းရှိရှိုက်လိုက်သောခြိုက်တံများနှင့်ရောရွှေသွားရပြန်သည်ဖြစ်လျက်ကကိုကိုလက်အဖို့တွင်၎င်းအလုံးဤအဖို့တွင်၎င်း တဖြည်းဖြည်းလုံးမပါပြေတာနေကြလေတော့ဒီမှာသုံးလားများကြာမြင့်သွားခဲ့ရှိပြီဖြစ်၏ပြည်မျိုးဇူလိုင်လ16ရက်ဖေဖေကြီးစာရေးလိုက်သည် ရှစ်သိမီအလုံးဖေဖေကြီးကိုယ်တိုင်ရေးလိုက်သောဤစာကိုတမီးရရှိပါကချက်ချင်းမီးရထားဖြင့်ပြည်မျိုးတို့လိုက်လာခဲ့ပါတန်ကျိုးရိုက်ပါကလိန်၍ရိုက်မိထင်သည် ဆို၍ဤစာကိုဖေဖေကြီးလက်ရေးဖြင့်ကိုယ်တိုင်ရေးကား ်ရေစစ်စရီလောက်၍ပို့လိုက်သည်တမီးကြီးအလုံးအမြန်ဆုံးလာပါအထူးကိစ္စရှိနေသည်ဖေဖေကြီးရွှေစံအောင် လက်ရည်ရောထိုးမြက်လက်မှတ်ပါတစ္ဆတ်တထေကြီးဦးရွှေစံအောင်ဤလက်ရည်အစ်စ်နှင့်လက်မှတ်အစ်စ်ဖြစ်နေသောကြောင့်အလုံးမှာထိုးစားကလေးကိုရရှိသည့်နေ့တွင်ပင် ကိုခင်ကျွေအားအကြောင်းဆုံးပြောပြကမိမ့်မဖို့ဖြင့်ပြည်စံမိရထားကြီးဖြင့်လိုက်လာခဲ့လေတော့သည် ကိုကိုလက်ထာမှာအသေးကျွေလို့ဖွယ်ရေးလိုက်သောစာများကိုနေဆက်လိုပင်ရရှိနေစဉ်ကလေးကတီတို့ပြန်ချင်နေသောအလုံးခမရမှာရုပ်သည်ပူ၍မိမိလေးတို့ကိုရတွင်ရှုံးမွေးချ၍အာရပါရငိုပြစ်လိုက်ခြင်းဖြင့်ကြံခံဖြစ်စီကဆရာကိုဇွတင်ထားနိုင်ပေသည်ယခုမို့ကမိမိကျေးဇူးရှင်ထမင်းချင်းကြီးကိုတိုင်ကတန်ကျိုးကိုပင်မယုံကိုတိုင်စာရေး၍ကိုတိုင်လက်မှတ်ထိုး၍ ကိုတိုင်းပင်မိမိထံသို့လိုက်တက်၍ရေစစ်စရိဖြင့်ပို့လိုက်သောစာဖြစ်သည်ဖြင့်အလုံးမှာမလွှဲသားမချောင်သာပဲပြည်သို့ပြန်ခဲ့ရပါသည်ပြည်ဘူးသာတွင်ယထာစာ၍ဆင်းတည်နေတဲ့ပြိုင်နဲ့အလုံးခမယာမှာသူ့ရဲ့မျက်စိကိုပင်သူမယုံနိုင်အောင်ဖြစ်သွားနေတော်သည်ဟုတ်ကဲ့ပါခမယာဒီနေ့အပိုင်း၁၁စီစဉ်တဆက်မှုကိုဒီမှာတင်ခိတ္တခဏယနာထားခွင့်ပြုပါခမယာ အချိန်ပေးပြီးဝင်ရောက်နားဆင်အားဖြည့်ပေးခဲ့ကြသူကျွန်တော်တို့ရဲ့ညီကောင်မောင်တို့မှတဦးတယောက်ချင်းတွေတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ